ကိုရွေးလိုက်တာနဲ့ဒါဟာဝင်လာဖြစ်မဖြစ်ဆိုတာကိုတံမိအဖြေပေါ်မှာဖြစ်တဲ့အတွက်အေးအေးဆေးဆေးစဉ်းစား quyền ရှိပါလေအခုဆိုရင်တော့ဖေကအခုခွေးကိုရွေးချက် quyền ပေးထားတဲ့လင်းနေရာကိုဟိုရွေးနေပြီပေါ့နော်စိတ်ထဲမှာအခု process လုပ်တယ်ဒီနေ့အချိန်မှာကြာတော့ကျိုးစင်းနာတော့မဟုတ်ဘူးဒါပေမဲ့ဒီနေ့ကတမီးလေးခွေလာပါလာတယ်ဆိုတော့အခုလင်းနေရာလုံးပြန်ပြပေးမယ်အခုချင်း LED လေးပါပြပေးပါဒီနေ့စိတ်ကြိုက်ရင်စဉ်းစားကြည့်ပါ မောတာမူကြီးဒါက sandwich house နောက်တစ်ခုက yangin house နောက်တစ်ခုကစိန်လန်းဆိုပြီး sandwich 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 ပါတယ်ဥစားတယ် sandwich ပါတဲ့ဟာကိုရွေးချယ်လိုက်ပါတယ်အဲ့ဒါလေးကကြာအကြာဝူးတဲ့အတုံးတုံးလေးဖြစ်သွားပြီ။အဲဒါကြောင့်မို့ဆန်းဆန်းလေးနဲ့ရွေးခဲ့တာ။ အဲ့လိုတော့မတွေးတော့ဘူးဒါပေမဲ့ coffee တောက်ကကျွန်တော်ကြိုက်တယ်ပြီးအမကလည်း americano လို့ဟိုတနည်းပြောပါလေအကြောင်းမလို့ကျွန်တော် coffee လို့ထင်လိုက်တာ americano ပါလာလားလို့သူစင်ပေါ်မှာပြောလိုက်ပြီးတခါကြီးကျွန်တော်အဲ့ဒါတွေးပြီးရှိလိုက်တာပါနံပါတ်1ရွေးခွင့်ရတဲ့သူကတော့ sandwich hawks နေရာကိုသူသွားဖို့ရွေးချယ်လိုက်ဖြစ်ပါတယ်အဲ့တော့3နေရာကြာပါတယ်ကဲဒီလေးဒီလေးတော့ခွင့်ရေးပါအဲ့ဒီ3နေရာတွေကနောက်တစ်ခုရွေးမယ်ဆိုရင် yangi hawks channel စိန်လက်ဆိုပြီးကြတယ်စီဒီမောတာမူကြတယ်စိန်လက်ဆိုပြီးစိန်လက်ဆိုပြီးရွေးပါတယ်ခင်ဗျာအားကြောင့်လည်းတော့အဓိကအဲ့လိုပေါ့လူလည်းအပန်းပြေစေတယ်ဘာဖြစ်အဲ့လိုပေါ့ချစ်သူသမီးစားတွေဒီမျိုးအဲ့လိုပေါ့နော်ဟိုဘယ်လိုပြောလဲတိတ်ခွင့်ရမယ့်နေရာလေးပေါ့နော်ဘာဖြစ်အဲ့လိုပေါ့နော်အားကြောင့်လူချစ်ဖြစ်တာပါဟုတ်ပါရိုမန်တစ်လက်ဆန်နေလေဟုတ်ပြီအဲ့ဒါဆိုရင်တော့ location နှစ်ခုရွေးပြီးဖြစ်တဲ့အတွက်နံပါတ်3ကတော့ Shanghai House ရန်ကင်း house ကိုရွေးပါတယ်မဖွေးရကြတော့အဲ့လိုမျိုးလူများတဲ့နေရာတွေသွားမယ်လို့တော့မထင်ဘူးပေါ့နော်အဲအဲ့လိုမျိုးဟိုသူ့ကိုရှာတွေ့တာလွယ်ကူလွယ်ကူအောင်လို့တော့မအဲ့လိုမျိုးနေမှာမဟုတ်ဘူးပေါ့နော်ဥမာပထမဦးဆုံးယူလိုက်တဲ့တယောက်နေရာမျိုးဆိုလို့ရှိရင်လွယ်ကူရယ်ပေါ့နော်အဲ့လိုမျိုးနေရာမျိုးလည်းမနေတော့ဘူးပေါ့ထင်တာပေါ့နော်အဲဒါပေမဲ့ကျွန်တော်ယူတဲ့နေရာလည်းသူ့ရှာလို့ရှိရင်တော့လွယ်ကူတဲ့နေရာမျိုးပေါ့နော်ဒါမဲ့လေစီးကီမောကကျတော့လူရမ်းများတော့ လူပြိတ္တတိတအားအောင်လာမှာဆိုလို့မတော်ဘူးလို့တော့ယူဆပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကမရွေးလိုက်တာပေါ့နော်စိမ့်နှန်းဆိုပြီးယူချင်တဲ့အကြောင်းလေးကကျတော့တက်ရောက်တဲ့တည်တံ့ဖြစ်တယ်လေပြီးတော့အင်းအကံကိုပတ်ထားတာဆိုတော့ရင်ကျင်လို့လည်းကြည့်လို့ရတယ်အဲ့လိုပေါ့နော်ပြီးတော့သူဟိုဘယ်လိုပြမတခြားသောသူတွေမတတိမထားမိတဲ့နေရာမျိုးမှာထိုင်နေလောက်တယ်ဆိုလို့ရှိရင်သူ့အတွက်လည်းအဲတခြားသောပြိတ္တတိလာမှာလည်းမဟုတ်တယ်လို့အော်သူ့အတွက်လည်းဟိုဘယ်လိုပြရှောင်မိသားဖြစ်တာပေါ့နော်အဲ့လိုမျိုးထင်လိုက်လို့စိမ့်နှန်းဆိုပြီးယူချင်တာပေါ့ဒါမဲ့လေဒီလိုမရခဲ့တဲ့အတွက်ကျွန်တော်ကတော့ ဒီအခုကျွန်တော်ယူတဲ့နေရာကိုယူလိုက်ပါတယ်ခင်ဗျာဆိုတော့ဒီလေးက City Mall တာမွေဖြစ်သွားပါတယ်ကံပေါ့ကျွန်တော်ကတော့တကယ်လို့ဒါတစ်တိုးနှစ်တိုးကြာခဲ့ရင်ပေါ့နော်ဟိုစိမ့်လန်းဆိုပြီးယူကြည့်ယူကြည့်နေပါဘူးဆိုတော့ဒီနေ့ကမဖွေရသူ့ခွေးလေးလက်ခေါ်လာတော့လေအဲ့ခွေးလေးပါနေလို့သွားလို့ဝင်လို့ထွက်လို့ရမယ့်နေရာလောက်မှာပဲရှိမလားကျွန်တော်စဉ်းစားတာပေါ့နော် City Mall လို့နေရာကြတော့လေဘေးမဝင်တာရရှိတယ်လေအားကြောင့်မလို့ပါဒါပေမဲ့ ဟိုပြောလို့မရဘူးပေါ့နော်ဒါကကံတရားပဲဟိုဘယ်လိုလာမလဲတော့မသိဘူး तू မထင်မှတ်တဲ့နေရာကိုပဲသွားမလားအဲ့လိုတချို့ကျစီးတူးမောမှာလူများလို့အရှိရလူတွေကတော့အဲ့လိုမျိုးထင်လို့မရွေးဝါတာလားဘယ်လိုလဲတော့မသိဘူးအားကြောင့်မလို့လာတော့မသိဘူးမိကွန်းလှည့်ရင်လည်းလှည့်ထားပါပေါ့နော်အခုသူတို့ရဲ့ကံကြမာရကက်လေးတွေဆွဲလိုက်တယ်ဆွဲလိုက်တဲ့ကက်တွေမှာပထမဒုတိယတတိယအစင်းစင်းရွေးချယ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျဘသူဟာခုခွေးနဲ့တွေ့မလဲဆိုတာ ကျွန်တော်လည်းမသိသေးပါဘူးဖွေးဖွေးဒီနေရာမှာရှိနေမလဲဆိုတာလေကျွန်တော်တို့လုံးဝမသိသေးတာဖြစ်တဲ့အတွက်အားလုံးအတူတူထွက်ခွာပါမယ်အားလုံးကို location ကိုကို Kia Car တစ်စီးစီနဲ့ထွက်ခွာကြမှာဖြစ်ပါတယ် good luck ပါအားလုံးဆုတောင်းပေးပါတယ်ကဲတော့ဖွေးနေတိတ်မယ်ဆိုလို့ရှိရင်တော့ဖွေးရဲ့ပက်လီလေးကိုချစ်ပြရမယ်ပေါ့ဒါပဲ အခုဆိုရင်ဒိုင်မဝင်၄ယောက်ကလည်း location ၄နေရာတယောက်တစ်နေရာစီရွေးချယ်ပြီးပြီဖြစ်ပါတယ်သူတို့ထွက်ခွာဖို့အတွက်နောက်မှ Kia Car ၄စီးလဲအစင်းသိရှိနေပါပြီအဲ့တော့ကားတယောက်တစ်စီးစီပေါ်တက်ပြီးတော့ရွေးချယ်ထားတဲ့ location တွေကိုအသီးသီးထွက်ခွာကြမှာဖြစ်ပါတယ်အကူကတော့ winner ဖြစ်မဲ့နေရာကိုပြီးရင်လိုက်လာအောင်ပါဆိုတော့ဘယ်နေရာလဲတော့အကူလည်းမသိသေးဘူးအဲ့ဒီနေရာမှာ winner ဖြစ်မဲ့အတူနဲ့ ျန်တဲ့၃ယောက်ကတော့ဘသူလည်းမသိရင်ပဲကိုထားတဲ့နှုတ်ဆက်ပါလေဝေနာဖြစ်မဲ့သူနဲ့ကိုတဲ့တော့အဲ့ဒီနေရာမှာတွေ့ပါလိမ့်မယ်ကျွန်တော်ဖွေးဖွေးလေးဒီနေရာမှာအခုလောက်ဆိုရင်တော့စောင့်နေပါပြီအားလုံး good luck ပါဆုတောင်းပေးပါတယ်ကဲတော့တက်လို့ရပါပြီရွေးချယ်တဲ့ပုံမှာကျတော့ဘလိုမျိုးပဲရလက်လာလာပေါ့နော်ဟိုလက်ခံရမှာပဲပေါ့နော် တရားမျှတမယ်လို့လည်းထင်ပါတယ်။ဘာလို့ဆိုတော့အရှိမသူတို့မျိုးမျိုးပေါ့နော်အဲဂျိုတိဂျိုတိရရဲ့ဟိုလူကတော့ဝင်လာလို့အဲ့လိုခံမှန်းထားပေမဲ့လည်းတကယ်ကြီးအရှိမမြင်ခဲ့ရတာ ਈ နေအခုလက်ရှိရောက်လာတဲ့ဓာတ်တွေနဲ့အကောင်ကကွဲလွဲနေတာဆိုတော့လေအားကြောင့်ပြောစင်တာကတော့လဝဲကတော့လုံးဝမဟုတ်ပါဘူးလို့ပဲပြောစင်တယ်ဟုတ် လောက်ပွဲဖြစ်နိုင်ကြီးရှိလားဆိုတော့အဲ့လိုမျိုးတော့မထင်မိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီ၄ယောက်လုံးတည်းမှာကျွန်တော်တို့အချင်းချင်းတော့ကျွန်တော်တို့ဝင်တာဒီ၄ယောက်တည်းဝင်မယ်လို့တော့တယောက်မှမခံမှန်းထားတဲ့လူ၄ယောက်လုံးကဒီ final လေးတည်းပါလာတယ်ဆိုတော့အဲ့လိုမျိုးဒီ၄ယောက်လုံးတည်းမှာလည်းမဘွေးရလူလူလာလာကြီးဒိတ်ချင်နေတဲ့ကြောက်နေလို့တယောက်မှမရှိကြအောင်အဲ့တော့ဘသူမှလည်းလှုပ်ပွဲလုံးမှာမဟုတ်ပါဘူးဘသူပဲနိုင်နိုင်ဆိုပြီးတော့သူတို့ကန်ရအရာဒီပြိုင်ပွဲစီးမင်းအရာပဲလှုပ်ထားမှာပါဘသူမှလည်း၄ရောက်လုံးကလည်းအဲ့လိုကြီးတူတာကိုတာရုပ်ရည်မျိုးတွေလည်းတယောက်မှမရှိကြအောင်ဆိုတော့ စ်လှူရှောင်းမှုကအမြင့်ဆုံးရင်ခုန်မှုကအမြင့်ဆုံးပဲ5 date မှာဒီ၄ယောက်ကြံတယ်၄ယောက်မှာ၃ယောက်ပြုတ်မယ်နောက်ဆုံးပြတ်ခွဲကြံမယ်ပေါ့နော်ဝင်တဲ့ဒီနေ့ယူမယ်ဆိုတာကိုယ်တိုင်လည်းအရင်ရင်ခုန်ဆုံးဖြစ်နေပါတယ်အဲ့လိုရှားပါခင်ဗျအဲရင်ရအောင်ပုံခုန်တာပေါ့နော်အတိုင်းနဲ့မတီခုန်တာဘာဖြစ်လဲဆိုတော့ဒီနေ့မှာဝင်တာဘယ်လိုလဲဆိုတာသိရမှာရောပြီးတော့ဝင်တဲ့ဘယ်လို date ကမလဲပေါ့နော်အဲတန်ဝင်ဝင်အကုန်လုံးအရင်ခုန်နေရဆိုတော့လေအများအောင် excited ဖြစ်ပါတယ်ညကတော့ရင်နေပါခုန်တယ်ပေါ့နော်ဟိုဒီမနေ့ရောက်လာပြန်တော့ ဘယ်လိုပြောမလဲဆိုတော့အရင်ရောခံစားချက်မျိုးမထည့်ထားဘူးပေါ့နော်အဲ့လိုအဲ့လိုမှလည်းစိတ်နည်းနည်းတက်တာရအောင်ဆိုတော့လေဟုတ်ကဲ့အရင်ရောစိတ်လုံးရှားပြီးအရင်ကိုရင်ခုန်နေပါတယ်ဟုတ်ကဲ့နောက်ဆုံးစိတ်ဝင်လာပြည့်မယ်ဆိုတော့လေဟုတ်ကဲ့မလေးရအောင်30ရာခိုင်နော်ဒီနေ့20ရာခိုင်ငုံဟုတ်ပဲရှိတော့တဖြည်းဖြည်းရော့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 ပါ ဘာလို့လဲဆိုတော့အရန်ဟိုလိုရမယ်မျောလင့်ထားတာလေများပါလို့ရှိရင်အဲ့ဒီအရာပြက်စီးတက်တာများတယ်ဆိုတော့လေအရန်ရတော့မျောလင့်ပါဘူးဘသူပဲဒီကျွန်တော်အရင်ကဖြေခဲ့တဲ့အတိုင်းဒီ final link လေးရောက်ဆိုကိုပါသွားပြီဆိုလို့ရကျွန်တော်ကဂုံယူနေပြီးသားဆိုတော့အကယ်၍ကိုဝင်တာမဟုတ်ဘူးဆိုလို့ရှိရင်လေဒီ၄ရောက်ထဲကတယောက်ဖြစ်တဲ့အတွက်ဘသူရဘသူပဲရရဂုံယူမိမှာပါ စဉ်းစားနေပေါ့နော်ဖေကိုသွားရင်ကောင်းမလဲဟိုဒိတ်ဝိမီမှာလဲဟိုကိုယ့်ရဲ့ part of the date ကကြတော့ကိုသားသမီးရလဲပါရအောင်ပဲလေဆိုတော့သူရင်းအများကြီးဆိုတော့သွားသွားတော့လောက်ပါမှာမသိနော်ဆင်းနေတယ်ဒါပေမဲ့တချို့ဟာကြီးကြလဲသူများရအကိုလိုပဲတွေးมาပဲလူတွေများရဆိုရောမသွားတဲ့နေရာကိုရွေးချယ်တင်ရင်လည်းရွေးချယ်ပါပဲ 50 50ရာခိုင်နှုန်းနဲ့ပဲမျောလင်းချက်နဲ့သွားတော့မယ်။ကိုကြွေးချယ်တဲ့နေရာမှာရှိနေပါသေးလို့လည်းဆူတောင်းတယ်ပေါ့ဒါပေမဲ့မရှိမဲ့ရှိဖို့ရာခိုင်နှုန်းနည်းတဲ့နေရာဖြစ်နေတော့လေ။ယုံကြည်မှုကတော့နည်းနည်းနည်း not me ไม่รู้ไปขอจับเลย ကျွန်တော်စိတ်တင်ဖြစ်နိုင်ကြရနှစ်ခုပဲရှိတော့တယ်ဘာဖြစ်လို့လဲဆိုတော့ကမရှိမဲ့နေရလို့တော့ထင်တာပဲရွေးတင်တာကတော့အမှန်တမ်းပြောရရင်ဆိုတော့ကက်ရွေးလိုက်တဲ့အချိန်မှာကိုကလေးသွားကြရဲ့ကပြားတကယ်လို့တစ်တို့နှစ်တို့ကြားခဲ့မယ်ဆိုရင်ကျွန်တော်ကဒီစိမ့်လန်းဆိုပြို့ရွေးတင်တာဒီနေ့သူဝရန်ချစ်တဲ့ခွေးလေးလက်ပါလာတယ်ဆိုတော့လေအဲသူ့ကိုပါခေါ်သွားလို့ရမယ်နေရလို့ကျွန်တော်တစ်ချက်စဉ်းစားကြည့်တယ်ဘာကောင်းလဲဟမ်ဘယ်လိုထင်လဲဟမ်ပြောစားကြည့်ညာလဲဟမ် ဟုတ်ပြီဒီမှာကျွန်တော်ကအခုတို့လို့ရှိရင်စိမ့်လန်းဆိုပြီးဥယျာဉ်သွားနေပါတယ်ခင်ဗျာအရန်လဲရေခုံနေပါတယ်အရန်ကိုတော်တော်ကြီးကိုစစ်လို့ရှားနေပါတယ်ခင်ဗျာအမ်အရန်ကိုတော်တော်ကြီးကိုရေခုံနေပါတယ်အရန်လည်းကောင်းပါစေလို့ကိုယ့်ကိုဆုတောင်းပါတယ်ခင်ဗျာနိုင်စစ်စားနေမြေလီမောင်တော့အခုဖွေးအဲနည်းနည်းရပယ်ပြီးွားရေကိုယ်ဝိုင်းမိနေနေမဖွေးကားနဲ့ဒီနားမှာလာတွေ့ရင်လည်းကောင်းမယ်ဒါခါလေးလိုက်ွားလို့ရတယ် ခုနကျွန်တော်တို့ဆောင်းခိုင်းတဲ့အချိန်နဲ့ဆိုလို့ရှိရင်အရန်ဝေးတဲ့နေရာကိုမသွားတော့ဘူးအရန်ဝေးတဲ့နေရာကိုသွားမှာမဟုတ်ဘူးဆိုတော့အဲဒီမှာနင်းနင်းနာနာတဝိုက်ပေါ့နင်းနင်းနာနာမှာပဲဖြစ်ဖို့များတော့တယ်ဟမ်ဘယ်စင်ပြန်နေရာသွားပါရနောက်ခုလုံးကကြိုက်တယ်ကွာဟုတ်လားဆိုတော့နောက်ခုလုံးကမဲမဲနိုင်ခြင်းသိဖြစ်နေနောက်ခုလုံးကဗျိုင်းတူဖြစ်နေရောလေစိတ်ထဲမှာ โอเคခင်ဗျာခုစလိုရှိလို့ရေစိမ်းလန်းဆိုပြီးရောက်ပါတော့ခင်ဗျာအဲရောက်ဖို့နီးလေပို့ပြီးရခုံတန်းနေတအားမြန်လေရောက်ဖို့နီးလေဟိုဂျီကုန်းနေတအားမြန်လေ ਨੇ အားကို excited ဖြစ်ရပါတယ်ရောင်းရခုံနေပါခင်ဗျာတရှုနှစ်ခုမှာအလိုမျိုးပြေးလိုက်အဲ့ဒါကငါနှိုင်းလိုက်မပြီးွားရဆိုခေါင်းလိုက်တယ်ရေခေါင်းလိုက်အရင်ရေခုံတယ် ီလမ်းနှစ်ဖက်တည်းကတစ်ခုရွေးရမှာပေါ့ဒီနှစ်ခုတည်းကဖွေးတစ်ခုရွေးလိုက်မယ်เนาะဖွေးဘာမှမသိဘူးအားလုံးနေတဲ့အတိုင်းပဲဆိုတော့ဒီလက်ဖေးကျိုးလေးပတ်ထားရလက်အဲ့ ရမ်းရင်ခုံနေတယ်ပေါ့နော်ခုမှလည်း EV ကတော့တစည်းတွေ့တယ်ဆိုတော့ဒီမှာများရှိနေမလားဆိုပြီးတော့လေမျောလင်းချက်လေးတော့ရှိသွားရည်သေးလား ျန်တဲ့လေးရလုံးကတော့ဖွေကိုအခြေဆုံးဖြစ်တယ်ဆိုတာသိပေမဲ့အခုကကံတရားနဲ့ရွေးလို့ဖြစ်သွားမှာပေါ့နော်ကျွန်တော်ဖွေရလဲဖွေစိတ်ထဲရှိရှိလို့မရှိလို့လို့ဟာကိုရေးမှာဆိုတော့လေဆိုတော့ကံတရားနဲ့ပဲဆိုင်နေပေါ့နော်ဘူးမှလည်းမသိရဘူးဆိုတော့ကိုလက်ပါတော်ရင်ခုံနေလူရအများကြီးပဲ ။ toilet ထဲတော့ဝင်မနေလောက်ဆင်တာပဲ။ကားရောမတွေ့ဘူးရုပ်တော့မဖြတ်ထားဘူးထင်တာပဲ။ ိုဘက်မှာဘောလက်ရှိသေးတယ်ဘောလက်တစ်ချက်သွားလိုက်မယ်ဘောလက်တိုင်ဒီဒီနားနေချောင်းကြည့်လိုက်မယ်ဒီထဲမှာရှိမလားလို့ဒီဘက်ကရှာလို့ရတယ်တော်လည်းကြည့်ပြတော့ဘူးမဟုတ်ဘူးဘုံတော့ယုံကြည်ထားပါရဲ့ဟိုပါပေါ့မတွေ့မချင်းတော့ရှာကြည့်ပါမယ်ဟုတ် န်ကန်ပဲပေါ့ကိုအမတ်စင်ကလည်းလေးပဲလေကိုနောက်ဆုံးကြံခဲ့တဲ့ကတ်ကလည်းလေးပဲဆိုတော့လူတွေကများနေတော့နည်းနည်းခေါင်းနေအောင်မူးလာပြီကဲဒီတစ်ထပ်ပဲကြံတော့ဒီတစ်ထပ်မှမှမတွေ့ဘူးဆိုရင်တော့ကျွန်တော်ကတော့မခွေးနဲ့မတွေ့ရတော့ဘူးထင်ပါတယ် ောက်တစ်ထပ်ပဲရှာကြည့်လိုက်တော့မှအောက်တစ်ထပ်မှမရှိတော့တိတ်ကြရဲမရှိတော့ဘူးအဲအထဲကြီးလည်းလာမှာမဟုတ်လောက်ဘူးပဲပြန်တော့ဟိုဆွဲရဒီလိုနေရာကိုလည်းမဖွေးမလာဘူးဆိုတာသိတယ်။အဲ့တော့ကျွန်တော်အခုတွေ့ရလို့ကဘယ်နေရာမှာတွေ့လဲမသိဘူး။ကျွန်တော်အနေနဲ့ဆိုရင်စိန်လန်းဆိုပြည်နေရာနဲ့ကော်ဖီဘားပဲသွားချင်တယ်။အဲ့ဒီနေရာမှာပဲအဲ့ဒီနေရာကိုရွေးလိုက်တဲ့လူပဲတွေ့မှာဖြစ်နေတယ်။ လို့မှတော့မမြင်ပါဘူးကျွန်တော်ထင်ရတော့ပထမကတော့နေရာတနေရာထဲမှာပဲဖွက်မဖွေဖွက်ထားပြီးတော့၄ရောက်လုံးရှားမယ်ထင်တာပေါ့နော်ဒါပေမဲ့စင်းမော်ရောက်တဲ့ခါကျတော့ location နေရာ၄နေရာဖြစ်နေတယ်၄နေရာဖြစ်နေရဆိုတော့တော့ဒီနေရာလဲပြီးတော့မဖွေရသူ့ခွေးလေးခေါ်လာတယ်ဆိုတော့လေကျွန်တော်ထင်ရစိန်လန်းဆိုပြင်းနေအဲ coffee bar နဲ့ပေါ့နော်အဲ့လိုမျိုးတွေးလိုက်တယ်အာဘာဖြစ်လို့သူ့ရဲ့ခွေးလေးခေါ်သွားလို့ရမယ့်နေရာအဲ့နေရာပဲရှိရလေ ြော်သွားမင်းသမီးတယောက်ဖြစ်တာကြောင့်မလို့ဒီလိုလူများတဲ့ public area တော့လာမယ်မထင်ဘူးအတန်းတိုင်းဆုံးတော့လမ်းမှာတော့ဆူတောင်းခဲ့တယ်မခွေးရှိပါသေးဆိုတော့ဆူတောင်းတယ်ဒါပေမဲ့တဖက်ကအတွေးမှာတော့မရှိဘူးလို့တော့ထင်တယ်ဒါပေမဲ့ဒီမှာလာရှာရေးရှင်ကြရင်အော်ရှိရှင်းတော့ကိုတော့ကောင်းအခွင့်လန်းရရပေါ့နော်ကောင်းပြီပေါ့နော်အဲ့လိုမျောလင်းချက်နဲ့ကျွန်တော်ဟိုဖျားစာဆိုပြီးတော့တလန်းလုံးတောက်လျှောက်ဒီမှာလာရှာခဲ့တာဒီထဲရောက်တော့လေလူရအများကြီးပဲဟိုဝိုင်းကြီးဝိုင်းကြီးနေတာအောင်နေအောင်မထားနိုင်ဘူးရှက်ရှက်ကမှတော့ခဏမေ့နေတယ် အရိကမဖွေးဘဲတွေးဖို့အရင်ဟိုလိုက်ရှာနေရဲဇောကန်နေပေါ့နော်ကိုတိုင်ကလည်းဒီဟိုဆလာကြရင်ပြီဆိုတော့အများကြီးတော့မမျောလင့်ထားပါဘူးဒါပေမဲ့အစ်င်တိုင်းအစ်င်တိုင်းကိုတော့အကောင်းဆုံးရှင်းပြနိုင်မယ်ဆိုပြီးတော့ပဲပြန်ခဲ့တာပေါ့နော်ပြန်ခဲ့တာဖြစ်တာကြောင့်မို့ဒီ final ထိရောက်လာတယ်ပေါ့နော် final ထိရောက်လာခါကျမှကျွန်တော်ကဝင်းနာဖြစ်ရမယ်ဆိုပြီးတော့နည်းနည်းမှန်းလိုက်တာမှန်းလိုက်ခါကျမှလွဲသွားတယ်ဆိုတော့နောက်ဆိုရင်မမှန်းရတော့ပါဘူး โอ้ยแย่เลยกว่ายุ่งยุ่งเนี่ยเปียงซะละเดี๋ยวขึ้นสีไลน์มีโบจะโดนอาณาเนี่ยဒီမှာလည်းမဟုတ်ဘူးဆိုတော့ငါတို့မဟုတ်တော့ဘူး ာဆရာကြီးကကုံပြီးတင်တယ်နော်ဘယ်တည်းရှာဆရာဘယ်တော့ဘူးလို့ထင်တယ်ငါမရှိတော့ဘူးထင်တယ်ဟာတော့ပြီးတင်တယ်ရှိတော့ဘူးအာဖူဖူရှိမယ့်နေရာကိုကမန်းရွေးချယ်တော့ဆိုတော့အဲ့တော့ကျွန်တော်ကျွန်တော်မှရွေးချယ်စရာနှစ်ခုပဲရှိတော့တာ City အခုကျွန်တော်ရောက်နေတဲ့ဒီ Yangin House နဲ့ Tamui City Mall အဲ့တော့ Yangin House ပဲယူလိုက်တယ်လေဘာဖြစ်လို့လဲဆိုတော့ Tamui City Mall တော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတာသိတယ်အဲ့ဒီအတွက်ဘာဖြစ်ဖြစ်ဒီမှာရှိများရှိနေနိုင်လားပေါ့နော်အဲ့လိုမျိုးအတွေးနဲ့ပဲဒီဟိုပဲယူလိုက်ကြပါ City Mall ကတော့လုံးဝမရှိဘူးဆိုတာသိတယ်ဖြစ်ရှင်တော့ကျွန်တော်အောက်မှာ IR ကားပေါ့နော်အဲ့ IR ကားကိုတွေးလိုက်တဲ့အချိန်မှာဘေးနားမှာကျွန်တော်တို့ဟိုဘာလဲ shooting မှာသုံးတဲ့ကားလည်းတွေးလိုက်ပြီးဆိုတော့အော်မဖွင့်ပြန်ဒီမှာရှိမလားဆိုတော့မျောလင်းချက်ဖြစ်သွားတာပေါ့ဒါပေမဲ့တကယ်တော့မရှိပါဘူးမရှိခဲ့ပါဘူး ဒါမဲ့ဟိုကျွန်တော်ကတော့ဖိုးဖိတ်ရှိရှိတယ်ဟိုပေါ်ရုတ်ဖြတ်ထားတာဒါမှမဟုတ်လေတနည်းအားဖြင့်ဟိုဖြစ်နေတာပေါ့ထိုင်ပြီးတော့ဗျာနေနေတာဆိုတော့တိတိကျကျတော့ရှားကြည့်ခဲ့တယ်ဒါမဲ့ဒီအပေါ်တော့ကိုနောက်တစ်ခေါက်တက်တဲ့အချိန်မှာမရှိတော့ဘူးဆိုတော့သိလိုက်ပါတယ်နံပါတ်73ရေးတဲ့နေရာနဲ့စိမ့်လန်းဆိုပြီးအဲနှစ်နေရာလေးတနည်းအားမှရှိဘသူကရှိနေမလဲပေါ့အားတော့နာပါလေဒီကဆိုင်ရမြင်ဝင်တိုင်းနေမျက်နှာလို့လေအကုန်လုံးလိုက်ကြည့်ရတာပေါ့နော်ဘာလို့ဆိုတော့ဖိုးဖိတ်များရုတ်ဖြတ်ပြီးတော့ဗျာဝင်တိုင်းဖြစ်နေထားလားဆိုတော့စိတ်ဖြစ်သွားတော့လေအဲ့လိုရှားကြည့်တာပေါ့စိတ်ကတော့ဘလို့မဆိုတော့ ဟိုမကောင်းဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်နှစ်ယောက်တည်းအတူရှိကျင်တဲ့အချိန်ဆိုအချိန်ကတော့လူတိုင်းမှာရှိကျင်ကြရပါပဲနော်။ဟိုဒီမဖွေးနဲ့ဒိတ်ဖို့လာပြရင်လည်းတော့သူနဲ့နှစ်ယောက်တည်းရှိကျင်မှာပေါ့နော်။ဘာပဲဖြစ်ဖွေးနဲ့တော့တပုံရရှင်သေးတယ်လေ။ဖတ်ချင်သေးတယ်ဟုတ်တယ်မလား။အော်စင်မကောင်းပါဘူး။ဖေဖော်ကောင်လက်ခံပေးပါလို့အဲ့ဒါကိုပြောချင်တယ်ဖေဖော်ကောင်လက်ခံပေးဆိုတော့ကျွန်တော်ကစာပို့ထားတယ်ပေါ့နော်စာပို့ထားတယ်ဆိုတော့ကျွန်တော်နံပါတ်ဘလောက်ပါဆိုပြီးတော့ပို့ထားတာပေါ့နော်အဲ့ဒါစာပြန်ပေးပါလို့ဘာလို့လဲဆိုတော့တိုးမဲယုံတဲ့ခါကျလို့ရှိရင်ကျွန်တော်လာကြည့်ချင်းလို့ပါခင်ဗျာ